တသမ ्या အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဂျီဆက်သတင်း channel မှာဒီကနေ့နောက်ဆုံးရသတင်းများကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတစမှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတစမှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တရက်ခန့်အပ်ပါတယ်ခင်ဗျာခုရကပရမအဦးဆုံးနေနဲ့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့တောင်ငူလေတပ်ကို short တိုက်တုံးများနဲ့ဖိကတ်မှုဒူဖို့မူကြီးနှစ်ဦးပါဝင်စစ်တပ်ကဆယ်ဦးတေဆုံးပြီး ဒိုင်လေးရဲ့၂စီး၊ဝါအေးလေးရဲ့၃စီးနဲ့ဂိုးတောင်းနေထိမှန်ဖြစ်စီတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ပဲခူးတိုင်းတောင်ကိုမြို့ခေတုမတိလေးတဲ့စခန်းတွင်းတို့တရားခွန်မမရှော့တိုက်ဒုံများနဲ့ဖိခတ်တခတ်ခဲ့ရမှာဒုတိယပုံမူကြီး၂ဦးပါဝင်၁၀ဦးတည်ဆုံပြီးတော့ဂျာဖိုက်တာ၂စီး၊ဝါအေး၃စီးနဲ့ဂိုးတောင်းနေထိမှန်ဖြစ်စီခဲ့တယ်လို့ Brave for Warrior မြန်မာအဖွဲ့မှတာဝန်ရှိသူတဦးကပြောဆိုပါတယ်။ယမန်နေ့မေလ၁၈ရက်နေ့မနက်တနားရီ၄၈မိနစ်ချိန်မှာ ောင်ကိုမျိုးကေတုမတိလေးတဲ့စကန်းကိုတရားခွန်မမရှော့တိုက်တုံစက်တလုံးနဲ့ဖိကတ်တက်ခတ်ခဲ့ရမှာရှေလုံးဟာအောင်မြင်စွာကြားရောက်ပေါက်ဝဲခဲ့ပြီးလေတဲရရှိဒုတိယပုံမူကြီးအစင်းရှိသူနှစ်ဦးဘိုးကြီးအစင်းရှိသူနှစ်ဦးလေအိုးဘဝင်ချားဆင်စစ်တီ6ဦးစုစုပေါင်း10ဦးတည်ဆုံးခဲ့တယ်လို့သိရပါတယ်မကြာခင်ကအိုရင်ကွင်းဝါစတင်ချောင်းကကလေးတွေတို့အခြေခွဲခဲ့ရတယ်လို့အခုသူတို့တို့အထီးထီရောက်ရောက်လက်တုံးပြတ်နိုင်လို့ကျွန်တော်တို့ရဲဘော်တွေအနေနဲ့ကျင်းနေပါတယ်လို့ဘရေးဝါရီယာဖော်မြန်မာအဖွဲ့မှတာဝန်ရှိသူကပြောဆိုပါတယ် ဒါပြင်လေတက်စစ်တီစနေဦးဟာလည်းဒဏ်ရာရရှိထားပြီးအဲ့ဒီဒဏ်ရာရရှိတဲ့သူတွေကိုစစ်ဆေးရုံပို့ဆောင်ထားတယ်လို့သိရပါတယ်။ဒါပြင်ဂျက်ဖိုက်တာလေးရင်၂စီး WA လေးရင်၃စီးတို့ဟာလည်းထိခိုက်ပျက်စီးခဲ့ပြီးတော့လေတက်အတွင်းမှာရှိတဲ့တရုံကိုတောင်ယုံမီးလောင်ပျက်စီးကလေတက်အတွင်းပျက်စီးတဲ့ပို့လုံပေးနေတဲ့လေရင်တချို့လေတက်အတွင်းမှာရှိတဲ့လေတက်စစ်တီများနာနေဆောင်တစ်လုံးလေရင်အပိုပျက်စီးခိုးတောင်နှလုံးတို့ထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်။အဆိုပါတကယ်မှုကိုဘရေးဝါရီယာဖော့မြန်မာမောင်တိတ်နိုင်ဆလက်ဗီယန်ဒီဖန်ဖော့ Anti-Corruption Liberation Force နဲ့တန်းတော်မြောက်ပိုင်းဒုတပွဲတို့ပူပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဒါပြန်ဆိုပါတောင်ကိုလက်တက်စကန်ဟာဈေးရဇွေမှုတွေဂျူးလုံးနေနေရာမှာရေးပါတဲ့လက်တက်ထောက်တန်းတစ်ခုဖြစ်ထမ်းဆောင်ပေးနေတယ်ပြင်။ယခုရက်ပိုင်းတောင်ပိုင်းထုတ်လန့်ရေးအင်အားစုများရဲ့တော်လိုင်းလှုပ်ရှားမှုများကိုလည်းလေချောင်းမှတရက်ဆက်ပုံကျဲတိုက်ခိုက်တဲ့နေရာမှာအ धिक ပါဝင်နေတဲ့လက်တက်စကန်တစ်ခုဖြစ်နေတာကြောင့် BWM Mission 37ဖြစ်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ်။လက်ရှိမြေပြင်ဆက်စပ်ရေးတွေမှာ ြည်သူတော်လှန်ရေးအင်အားစုများကိုရင်ဆိုင်နိုင်စွမ်းမရှိတော့ပဲကြာရှုံးမှုတွေများစွာနဲ့ရင်ဆိုင်လာရတဲ့စစ်ကြောင်းကောင်စီဟာလေတပ်ကိုအားကိုးပြီးဝဟင်အတာစင်းနဲ့တော်လှန်ရေးအင်အားစုများကိုတံပြန်တိုက်ခိုက်လာရုံများမကတပရင်မျိုးနဲ့ဟိုတင်းခွင်ချီဝါစာတင်ကျောင်းမှចောင်းသားចောင်းသူကလေးတငယ်များနဲ့ဇေယဆရာမများကိုဘုံကျဲတပြတ်မှုပါဝင်နိုင်ငံတော်မှရှိတဲ့ရပ်ဖက်ပြည်သူများကိုပြစ်မှတ်ထားဘုံကျဲတပြတ်ပြခြင်းဖြင့်၎င်းတို့ရဲ့မတရားလုယူထားတဲ့အာဏာကိုဆက်လက်ဆုပ်ကိုင်ထားဖို့စူးစမ်းနေတယ်လို့တည်ပြထားပါတယ်။ဒါကြောင့်ຫນွေဦးတော်လန်ကြီးအောင်မြင်စေရန် အကြံပတ်စခေါင်းစီရဲ့လေးတက်ပြိုလဲအောင်လေးတက်များတိုင်းလျင်များပိုင်းလော်များလေရင်စီဘုံသီးတစားတို့ထုတ်လုပ်တဲ့ဆက်ယုံများအပါအဝင်လေတက်ကိုအားဖြည့်တဲ့ထောက်တိုက်မျိုးစုံကိုပြိုလဲရတော့လလန်းမိတဲ့တော်လိုင်းအင်အားစုများဘီသူများမှတန်းနိုင်တဲ့ဘက်ကဝိုင်းဝန်းချိုးပန်းချရန်လဲမြေတားရက်ခံထားပါတယ်နောက်တစ်ထပ်မှထက်ဆက်ပေးခြင်းတဲ့တရင်ကတော့မြန်မာနယ်စပ်မှာအိန္ဒိယတပ်ဖွဲ့ရဲ့ဖိကတ်မှုကြောင့်တမူပကဖအဖွဲ့ဝင်၁၀ဦးကြာဆုံးသွားလို့အန်ယူဂျီထံအကြောင်းကြားထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ် အိန္ဒိယမြန်မာနယ်စပ်ဓမုံမျိုးနယ်အနီးမှာရှိတဲ့မိုင်းနိုင်59ကိုအနီးမှာအိန္ဒိယအာတန်ရိုင်းပယ်ဓပွဲရဲ့ဖြစ်ခတ်မှုကြောင့်ဓမုံမျိုးနယ်ပြည်သူ့ကာကွယ်ရေးဓပွဲမှအဖွဲ့ဝင်10ဦးကြာဆုံးခဲ့ရတယ်လို့ဒေသခံစီရင်တရင်ရင်းမြစ်ထံကသိရပါတယ်။ဓမုဘကပဒိန်ချုံနယ်မြေစခန်းတစ်ခုမှာပြီးခဲ့တဲ့မေလ14ရက်နေ့ကစစ်စင်ရေဆောင်ရွက်နေတဲ့အိန္ဒိယအာတန်ရိုင်းပယ်ဓပွဲများနဲ့ဖြစ်ခတ်မှုဖြစ်ပွားခဲ့ပြီးအခုလိုဘကပဓပွဲဝင်တွေထိခိုက်ကြာဆုံးခဲ့ရခြင်းဖြစ်တယ်လို့သိရပါတယ်။အခုတိုက်ပွဲဖြစ်သွားတဲ့နေရာကဓမုံမျိုးနယ်အောက်ပိုင်းဘကပဒိန်ချုံနယ်မြေတွေကစခန်းတစ်ခုမှာဖြစ်သွားတာပါ။ ဘာကားပါစကန်းကနေစားမှာဆိုပေမဲ့မြန်မာပြည်ပချမ်းမှာခြားထားတဲ့စကန်းမှာအခုပြစ်ခန့်ရတာကလည်းမြန်မာပြည်ပချမ်းမှာဖြစ်သွားတာလို့တမုံမြို့နယ်စည်ရေးတရင်ရဲမြစ်ကဆိုပါတယ်အဆိုပါပြစ်ခန့်မှုဖြစ်ပွားခဲ့တဲ့နေစားမှတ်တိုင်59ဟာနှစ်နိုင်ငံနေဆက်အငင်းပွားမှုဖြစ်ပွားခဲ့တဲ့နေရာမဟုတ်တလို့အဲဒီလိုနေဆက်အငင်းပွားမှုဖြစ်ပွားခဲ့တဲ့နေရာဟာတမုံမြို့နယ်အထက်ပိုင်းနေစားမိုင်းနိုင်82နဲ့83ကျောင်းမှာဖြစ်တယ်လို့သိရပါတယ်အခုပြစ်ခန့်မှုဖြစ်ပွားရတဲ့အကြောင်းရင်းကိုတော့မသိရသေးပေမဲ့နေဆက်အငင်းပွားမှုတော့မဟုတ်နိုင်ဘူးထင်တယ်နေမြင့်အငင်းပွားမှုဖြစ်တာကတမုံမြို့နယ်အောက်ပိုင်း မိုင်းနိုင်80နဲ့83ကြားမှာဖြစ်တာဒါကလည်းနှစ်ဖက်တော်ဝင်ရှိသူတွေတွဲဆုံညင်နိုင်လို့ပြပြလဲလဲဖြစ်သွားပြီပြီးတော့နေစံနဲ့ပတ်သက်လို့မနှက်ပြန့်ထပ်တွဲဆုံမှုချိန်ထားတဲ့အခုပြကတ်မှုတွေဖြစ်တာကဒမုံမြို့နယ်အထက်ပိုင်းမိုင်းနိုင်59မှာဖြစ်တာပါအဲ့ဒီနေရာကနေစံအငင်းပွားမှုဖြစ်တဲ့နေရာမဟုတ်ပါဘူးလို့ဒမုံမြို့နယ်အစည်းအဝေးသတင်းရင်းမြစ်တဝူးကရှင်းပြပါတယ်ဆိုပါပြကတ်မှုနဲ့ပတ်သက်ပြီးဒမုံပခါပအနေနဲ့အမျိုးသားညညွတ်ရေးအစိုးရအန်ယူဂျီထံစာတင်ထားပြီးဖြစ်တဲ့တော့လက်ရှိမှာတော့ဖြေချနိုင်မှာမဟုတ်ဘူးလို့တာဝန်ရှိသူတဝူးကလည်းပြောပါတယ် တဖက်ကအိန္ဒိယခြေဆိုင်သတင်းမီဒီယာများမှာတော့မြန်မာအိန္ဒိယနယ်စပ်မနီပူရာပြည်နယ်ချန်ဒဲလ်ခရိုင်တွင်အာဒန်ရိုင်းဖဲတပ်ဖွဲ့ရဲ့ပစ်ခတ်မှုကြောင့်လက်နက်ကင်တပ်ဖွဲ့ဝင်၁၀ဦးသေဆုံးခဲ့တယ်လို့ပြီးခဲ့တဲ့မေလ၁၆ရက်နေ့ရက်စွဲနဲ့ဖော်ပြထားပါတယ်။အဆိုပါသေဆုံးသူတွေက၂၀၂၁ခုနှစ်စစ်တပ်အာဏာသိမ်းပြီးဖျောက်ချခံရတဲ့လွတ်တော်အမှန်များနဲ့ဒီမိုကရေစီရေးတချွာလို့ရှားသူများနဲ့ဖွဲ့စည်းထားတဲ့အန်ယူဂျီဆိုရလက်အောက်ခံတပ်ဖွဲ့ဝင်များဖြစ်နိုင်တယ်လို့ဖော်ပြထားပါတယ်။ဒါပြင်အိန္ဒိယစစ်တပ်က AK-47 ခုနှစ်လက် RPG လောင်းချာတစ်လက် M4 ကားပိုင်တစ်လက် ရိုင်းဖဲလေးလက်နဲ့ခြေမျိုးစုံတို့ကိုလည်းတင်ဆက်ရမိတယ်လို့ဆိုထားပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ရွေဘုံမျိုးနဲ့ပယံချေဝါတို့လာတဲ့ဒူယောင်းနဲ့ရဲတပ်သားတို့ကိုဖိကတ်တခိုင်းမှုမှာနှစ်ဦးစလုံးတေဆုံးပြီးတနန်းနှစ်လက်တင်ဆက်ရရှိတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးကြပါတယ်။စကိုင်းတိုင်းရွေဘုံမျိုးနဲ့ညောင်မင်းသားစိုက်ပျိုးရေးတိပ်ပံတက္ကသိုလ်ဝင်းမှာရှိတဲ့အချမ်းပဲစစ်တဲ့စကမ်းမှာပယံချေဝါတို့ထွက်လာတဲ့ဒူယောင်းနဲ့ရဲတပ်သားတို့ကိုဖိကတ်တခိုင်းရမှာနှစ်ဦးစလုံးတေဆုံးပြီးတနန်းနှစ်လက်တင်ဆက်ရရှိခဲ့တယ်လို့နမ်မဖိုးပက်တလီယံပီပက်ဒက်ဖန်ဖို့စ် ရွှေဘိုဒဇာထရဲမှာတာဝန်ရှိသူတဦးကပြောပါတယ်။ပြီးခဲ့တဲ့မေလ15ရက်နေ့မနက်9:20မိနစ်ခန့်ချိန်မှာရွှေဘိုမြို့နယ်ညောင်မင်းသားစိုက်ပျိုးရေးတပ်ပံတက္ကသိုလ်ဝင်းတွင်ထိုင်ခြားတဆွဲထားတဲ့ဂျမ်မတ်စစ်တပ်စခန်းမှာဗန်ရန်ပြူစောတိခြေဝါတို့ထွက်လာတဲ့ဒူရဲဦးနဲ့ရဲတပ်သားတို့ကိုဒေါ်လင်ရီတပွဲများကဂျားပြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဆိုပါတက္ကသိုလ်မှုတွင်ဒူရဲဦးနဲ့ရဲတပ်သားတို့နှစ်ဦးစလုံးတေဆုံးပြီး35ဖို့6လုံးပြူတနတ်တလက် G3G တနတ်တလက်တို့တင်းဆက်ရရှိခဲ့တယ်လို့သိရပါတယ်။ ိုင်းရံပြူစောဒီဝါကိုသူတို့ထွက်လာတဲ့ချိန်စောင်းကြိုပြီးတော့ဖြစ်ခတ်တခိုက်ခဲ့တာပါ။နောက်စလုံးပွဲချင်းပြီးတေပြီးတနန်းနဲ့လက်ဒိန်ဆိုင်နိုင်ခဲ့ပါတယ်လို့နံပါတ်4ပတ်တလီယံပေးပက်ဒက်ဖန်ဖို့စ်ရွှေဘိုဒစတ်ထွက်မှတာဝန်ရှိသူတဦးကပြောပါတယ်။အရိတခိုင်မှုကိုရွှေဘိုခရိုင်မလေးတဲ့ရင်နဲ့မေမေကန်ဘခါဖားတို့ကပူပေါင်းလုံဆောင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။နောက်ထပ်ထမှန်တင်ဆက်ပေးခြင်းနဲ့တရင်ကတော့ဇာခါဆာရဲ့လုံတမာဒူးဝင်ကြီးချမ်းဤဘနဆက်ယုံဆန္နာပြပွဲသို့ရောက်လာကလောကလာစာတိုးပေးခြင်းနဲ့ပတ်သက်ပြီးပြောသွားခြင်းမရှိဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ စကောင်းစီခန့်လို့တမဝင်ကြီးဌာနဒုဝင်ကြီးဦးဝင်းရှိန်နဲ့အဖွဲ့ဟာရန်ကုန်လမ်းတိုင်းရမျိုးနယ်ကချမ်းကြီးဖနက်ဆဲယုံဆန္ဒပြပွဲသို့ဒီကနေ့မေလ19ရက်နေ့မနက်ပိုင်းမှာရောက်ရှိလာခဲ့ပေမဲ့လည်းအလုံတမားများတောင်းဆိုနေတဲ့လောက်ခလားစာဒုမြင့်ခြင်းနဲ့ပတ်သက်လို့ပြောဆိုမှုမရှိခဲ့ဘူးလို့သိရပါတယ်။ညီမတို့တည်ပြီးသားစီခန့်လေးပဲပြောသွားပြီးညီမတို့တောင်းဆိုတဲ့လာစာနဲ့ပတ်သက်ပြီးတော့ပြောသွားတာမျိုးမရှိဘူးလို့ဆိုပါတယ်။ရန်ကုန်တိုင်းလမ်းတိုင်းရမျိုးနယ်နော်ရထဆမှုဆောင်အပိုင်းနဲ့မှာရှိတဲ့ချမ်းကြီးဖနက်ဆဲယုံမှာလောက်သားထောင်ထဲချီပါဝင်ပြီးလောက်ခလားစာအချင်းပိုကြီး လောက်သက်ဆုံးနဲ့ရမ်းမှန်ချင်းများတုတ်ပြန်မေလ၁၄ရက်နေ့မှစတင်ကဒီကနေ့မနက်ပိုင်းထိဆက်လက်ဆန္ဒပြတောင်းဆိုနေကြပါတယ်။ပြီးခဲ့တဲ့မေလ၁၉ရက်နေ့မှာတော့အလုံတမာခိုးဆက်လက်ခိုးဘအဖွဲ့နဲ့လှုပ်ရှင်နှစ်ဖက်တွဲဆုံဆွေးနွေးခဲ့ကြပြီးတဲ့နောက်သဘောတူညီမှုရရှိသွားပြီလို့စက်ယုံဘက်ကထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီလိုစက်ယုံဘက်ကနေထုတ်ပြန်ခဲ့တဲ့သဘောတူညီမှုရရှိသွားပြီဆိုတဲ့စာချုပ်မှာတရက်လဝါကချက်ထောင်းနှစ်ထောင်တမန်ပေးရန်လူသမားများရဲ့တောင်းဆိုချက်ကိုထောက်ပံ့ကြေးလို့ဆိုကချက်900တာတိုးပေးထားတာကိုတွေ့ရပြီးတော့ ရမန်ကြီးရခင်2000ချက်ကနေယခု4000ပြောင်းလဲတက်မှတ်ပေးထားတာကိုတွေ့ရပါတယ်။ဒါကြောင့်စရုပ်နေနဲ့လုံသမားများထောင်းဆိုထားတဲ့နှုံသားတိုင်းဒိုးပေးရန်ဇက်လက်ဆန္ဒပြနေခြင်းဖြစ်တယ်လို့လုံသမားများဘက်ကပြောဆိုပြီးအလုံးရှင်လုံသမားသဘောတူညီမှုရရှိတယ်ဆိုတဲ့စာချုပ်ဟာလည်းဖီယာပေးလက်မှတ်ထိုးခိုင်းခြင်းဖြစ်တယ်လို့ပြောဆိုနေကြပါတယ်။ဒါပြင်စရုပ်လုံးုံများမှဖွဲ့စည်းထားတဲ့ WCC လို့ခေါ်တဲ့လုံသမားကြီးကလုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီအဖွဲ့ရှင်းနေပေမဲ့အဲ့ဒီဖွဲ့ဝင်တွေဟာအလုံးရှင်လိုကြတာဖွဲ့စည်းထားပြီးတော့ အလုသမားခွင့်ရချုပ်ဖောက်မှုတွေကိုလောက်ဆောင်နေတယ်လို့အလုသမားတွေကပြောဆိုပါတယ်။ဒါပြင် WCC လောက်သမားဖွဲ့စည်းများဟာဆန္ဒပြတောင်းဆိုနေတဲ့လောက်သားများဘက်မှရှင်းမနေတဲ့အတွက်ဇယုံမှာဆန္ဒပြလောက်သမားများတွေကကိုယ်စားလှယ်များရွေးချယ်ပြီးတော့လှုပ်ရှင်နဲ့တွားရောက်ညှိနှိုင်းကြခြင်းဖြစ်တယ်လို့သိရပါတယ်။သူတို့တွေကိုညှိနှိုင်းဖို့ခေါ်သွားတယ်။အဲဒီမှာသူတို့ကတောင်းနှထောင်မရရင်တောင်းနဲ့အရမ်းမှမရရင်9000တိမရရအောင်တောင်းဆိုလာပါမယ်ဆိုပြီးဆန္ဒပြလောက်သမားတွေကိုသူတို့ကအမားခံပြီးတော့တွားတာလို့လောက်သားတအုပ်ကရှင်းပြပါတယ်။အခုနောက်ပိုင်းကဝန်ထမ်းဟောင်းတွေကရမ်းပြန်ပန်လာကြပြီ။ ်နောက်ပြီးတခြားဆိုက်ရုံနဲ့ရှင်ရင်ခြံကြီးကလားစာရမ်းနေတော့ဝန်ထမ်းဟောင်းတွေတော်တော်များများကလှုပ်ထွက်ကြတယ်ဒီတော့ခြံချင်းဝန်ထမ်းဟောင်းတွေကနည်းနည်းပဲကြံပြီးဝန်ထမ်းတက်တွေကထောက်လျှောက်ဝင်လာကြတယ်ဝန်ထမ်းတက်တွေကလည်းမတက်တော့ဝန်ထမ်းဟောင်းတွေကပို့ပြီးတော့ပင်မန်းတာနဲ့သူတို့ရတာနဲ့မကမိတဲ့တော့ဒီတော့သူတို့တွေကလည်းအခုလိုတောင်းဆိုကြတာဖြစ်ပါတယ်လို့၎င်းကပြောပါတယ်ခြံကြီးဖနက်ဆိုက်ရုံဟာဒေုံနိုင်ငံသားပိုင်းဆိုက်ရုံတစ်ခုဖြစ်ပြီးနမကြီးမတစိဖြစ်တဲ့ Adidas ဖက်များကိုထုတ်လုပ်ခါဇယုံလုံလောက်ခိုင်းနေတဲ့အလုပ်သမား6200ကျော်ရှိတယ်လို့သိရပါတယ် စတက်အာနာတဲမှုနဲ့ရင်ဆိုင်နေရတဲ့မြန်မာနိုင်ငံမှာအလုံသမားများလက်ရှိရနေတဲ့အနေဆုံးလောက်ခအနုံဒါဟာမလုံလောက်တဲ့အတွက်တရက်လောက်ခလာစာကျန်တဲ့တောင်တုံးမြင်တတ်မှတ်ပြန်မေလာတရနေ့ကကြားရောက်တဲ့ကဘာလို့သမားနေမှာလို့သမားဖွဲတချို့ကတောင်းဆိုခဲ့ကြပါတယ်နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ဘာပုံးကလဲမှုပလောတက်စကန်ကိုခရန်ညူပိတ်ဆိုတခိုက်နေတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးကြပါတယ်ခရန်ပြည်နယ်ဘာပုံးခရန်လူတော်မျိုးနယ်တွေကအချမ်းဘတ်စကောင်းစီရဲ့လဲမှုပလောတက်စကန်ကိုခရန်ညူတမအငါကဝင်းရံပိတ်ဆိုထားပြီး ဇာတင်တိုက်ခိုက်နေပြီဖြစ်တယ်လို့ဓမ္မငါပြောရေးစုခွင့်ရှိသူဘုံမူကြီးစောက်ကလေးတို့ကပြောပါတယ်။ဘာပုံမျိုးနဲ့မြောက်ဘက်မှာရှိတဲ့ဒေတာခေါ်ထုံးမူပလဲစခန့်လဲမူဘလော့ကိုကရန်ညုဓမ္မငါအုပ်ဆောင်နေပူပေါင်းတက်ကအခုမေလဆယ်ရက်နေ့ကစပြီးဝင်းရံပိတ်ဆို့ထားတာပါ။လက်ရှိမှာတော့စကန်ကိုစနိုက်ပါဒရုန်းလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတယ်လို့ဘုံမူကြီးစောက်ကလေးတို့ကလည်းတီးပေးထားပါတယ်။တက်ပြီးတော့တိုက်တာတော့မရှိသေးဘူး။သူတို့ပြစ်တော့အပြန်လမ်းပေါ့နော်။ဟိုဘက်ကလည်းပြစ်တယ်ဒီဘက်ကလည်းပဲပြစ်တာပေါ့လို့ဘုံမူကြီးစောက်ကလေးတို့ကပြောပါတယ်။နောက်ပတ်အပြန်လမ်းပြက်ခတ်တိုက်ခိုက်မှုတွင် ဒီကိတ်ဒီစမှုကိုတော့တိတိကျကျမသိရသေးဘူးလို့ပုံမကြီးစောက်ကလေးတို့ကဆိုပါတယ်။လက်ရှိမှာကရန်ညုတမငါဆေးရဲလုံရှားရနည်းမြေဖောက်ပုံဒေသမှာရှိတဲ့အဆိုပါစစ်တပ်စခန်းကိုဝင်းရံပိတ်ဆို့ထားပြီးပြန်လည်ဖိကတ်မှုတွေရှိနေတယ်လို့စကောင်းစီတပ်ဘက်ကမြေပြင်မှာပိတ်ဆို့ခံရတဲ့ချိန်လေးချောင်းသုံးပြီးတိုက်ခိုက်တယ်လို့သိရပါတယ်။ဒါပြင်ပြီးခဲ့တဲ့ AB လာတွင်ဖောက်ပုံခရိုင်ထဲမှာကရန်ညုတမငါနဲ့စကောင်းစီတက်ကြတိုက်ပွဲပေါင်း140ခန်းဖြစ်ပွားခဲ့တယ်လို့ကရန်ညုရဲ့ဆေးရဲနေရာသိရပါတယ်။အဲဒီနောက်အချင်းမင်းကြီးကျင်စိုးတို့ကလက်ဆက်တဲ့ဂျိုးကွင်းစွတ်ပါ အေးများတဲ့အခေါင်းမှာလဲလျောင်းပါဆိုတဲ့ဂျူလီပောင်တရင်ဆိုင်ရဲ့ရေးသားထားမှုကိုတင်ဆက်ပေးကြပါမယ်။ဒီရီအတင်းအားဓမ္မဂျပုဇောတာဓမ္မအခအစမျိုးချဘွယ်တဲ့စိတ်တော်ရအချင်းမင်းကြီးငကြင်ဆိုတော့ငပီအိုးထဲမှာဆောက်တိုးကြတဲ့မြောက်လိုဖြက်ပြက်လုံးနေတဲ့ရင် BWN ရဲ့လက်စွမ်းအာမခံမယ်။တောင်ကိုငတ်တိုက်တန်းလိုက်တဲ့အကွက်တွေကလမ်းကျက်လွင့်ကျက်ပဲဗျာ။အရင်ဆိုင်ပိုင်းလို့တွေလည်းမရဏဒရေဇောချင်းတောင်မရလိုက်ဘူး။နှစ်စီတစ်ခက်အတက်ထွက်တာနှစ်ကောင်တောင်ဒုံးစီနှစ်ကောင်လည်းကြွား တရုံကိုယ်တော်မီးလောင်အတောင်ကျိုးတဲ့ငှက်ကသုံးကောင်ကဲတစ်ခေါက်လောက်လိုက်ဆိုကြည့်အောင်ဘာတဲ့တုံးပြိဒတ်တရုံကိုယ်တော်မီးလောင်အတောင်ကျိုးတာသုံးကောင်ပါဖေဟာအေးရေစခွက်တဲ့လက်ဖက်ချောက်လေးခတ်ပြီးတော့အာယုံပြုတ်ကြတောက်ဖင်းကြီးတောက်ဖင်းလေးမတူတော့နှစ်ပဖန့်ကိုယ်တော်ကိုလည်းမြင်အောင်ကြည့်ကြတရားခေါ်မမကိုဂုံပြိုးတဲ့အနေနဲ့တာတုတရားခွန်ကြင်ခေါ်ကြပါလေဘာလုံးတလဲဘာပြန်တလဲဆိုတာခုတော့သိပြီမလားတတိုက်ပေးတတိုက်လာပါဦးမယ် BWN ကခေါ်ပရဏီတိုက်ပါမင်းညက်နဲ့တက်နိုင်ပြန်ပါတဲ့။တေရီပြေဆုံးမေးလေတော့တနာပါရင်မင်းညက်ကိုမေဖို့ဖို့တော့မမင်းနဲ့ဘူးနော်။ကဲအဲ့တော့ဖြစ်ချော်နေတာပြန်တက်မယ်။ချင်းစိုးရဲ့ border policy ကလည်းထင်တိုင်းမပေါဘူးတဲ့။ခတ်တွေးရဲ့လူဟောင်းတွေကလူသစ်တွေထွက်ပြေးမှဆိုးလို့စောင့်ကြည့်နေရတာပင်မလာပြီတဲ့။လူသစ်တွေကလည်းအခွင့်အရေးလေးနည်းနည်းရတာနဲ့မှုန်းနေအောင်လစ်တာပဲနဲ့။ဒီရဲ့ပိုင်းတရင်နေတယ်တို့ကြတယ်မလား။ဒီကြားတဲ့အဒီတို့လက်ချက်နဲ့ထိုင်းနဲ့ဆန်စားပေါက်ကပိတ် ပိမ့်ပါတယ်ဆိုမှအိမ်မက်ထဲနာလာဂီရီယာဖြင်လိုက်ထိုးတဲ့ဂိမ်းနဲ့ဆိုင်ပြာကြီးပြာရနဲ့ထိုင်းမနယ်လေးစီသွားအေအေယွမ်ကိစ္စကေနုနဲ့ညှိပေးပါအောင်နဲ့ကေနုကစီပလင်ခါချိတ်လေးဘတ်တော့နောက်ပြန်လာခဲ့လို့ပြောလိုလိုက်တာတဲ့တဲ့ကြားမိပါတယ်။ဒါပေမဲ့ဘဝင်ယူဘရင်ယူကရက်တောင်ခေါင်းထိုးမပြတ်ဘူးလေ။ကဘာရေစကြဝလာရေတွေတောင်းဝင်ငန်းနေလိုက်သေးတယ်။ယူကရိန်းကဘာဖြစ်တယ်။ထွန်းရဲ့ဂုံသွဲခုံကညာဖြစ်တယ်နဲ့အောင်နက်ကအောင်နက်နေရာမနေပဲဈေးခွေးလိုပတ်ဟောင်းနေလေ။ ဒီလိုယူနေငါတို့ကရှုံးเสียလားဒီပွဲမှာမနိုင်ဘယ်ပွဲနိုင်မြိုင်းမြိုင်ဆိုင်ဆိုင်ဆက်ကချဖို့တာပေါ့ပြောနေကြပါတယ်ရွှေတီပြီးတဲ့မျိုးပြတွေတိဆောက်ဖို့ကာကွယ်သူတို့ရဲ့ဓာတ်တွေနဲ့ငါတို့သမိုင်းရဲ့တောက်ပလာမဲ့နေရက်တွေကိုဖန်တီးမယ်ရာဇဝင်ဟောင်းရဲ့တင်ချိုင်းရကိုရာဇဝင် တင်းနဲ့စားထိုးမယ်ယုံကြည်သူတွေအသက်နဲ့အေယာဝရီအိမ်ပြန်အိမ်မက်ကိုထူးဆန်းနိုင်ဖို့တို့ပြန်လာပြီးအေယာဝရီကမ်ပိန်းကိုဝိုင်းဝန်းကြပါစို့ဆုတ်ဂျူလီပောင်တရင်စင်အချင်းမင်းကြီးကျင်စိုးတို့လက်ဆက်တဲ့ဂျိုးကွင်းကိုစပါ အေးမြတဲ့အခေါင်းမှာလဲလျောင်းပါခန္ဓာဟုတ်ကဲ့ပါခင်ဗျာအခုလိုဆုံးဒီနားဆင်ကြတဲ့အခုလိုဆုံးဒီနားဆင်ကြတဲ့တရင်ပတ်သက်များကိုကျေးဇူးတူပဲတင်ရှိပါတယ်နောက်တဲ့ဗီဒီယိုပြပါတရင်ဒေါ်လိုင်းဖက်တော်သားများရဲ့တရင်များနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ